ကြီးကဲတို့ဖះเจ้าကိုရှာအောင်ဝန်ဝင်နဲ့ဟူချွန်နဲ့စစ်ထူနန်တို့ဖြင့်ငွေရောင်းအမျိုးသမီးအလောင်းကလည်းရှိနေပါတယ်သူမကဝန်လင်းရဲ့ဘေးမှာရက်ပြီးတိတ်တဆိတ်နဲ့လိုက်ပါလာပါတယ်ဝန်လင်းမင်းဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါတယ်ဟူချွန်ကအမျိုးသမီးတယောက်ဖြစ်တာကြောင့်အခုနာဖျက်ဖျက်ခဲတာတွေကိုသူ့ရဲ့စိတ်ထဲမှာတိမ်းနာမိပါတယ်ဝန်လင်းရဲ့စိတ်ကရှုပ်ထွေးနေမယ်ဆိုတော့သူမသိပါတယ်အဆင်ပြေပါတယ် ဝန်လင်းကသူ့ရဲ့ရင်ထဲကဝန်ထဲမှုကိုဖုံးကွယ်ဖို့အတွက်ပြုံးလိုက်ပါတယ်ဝန်ဝေကခေါင်းညိတ်ပြီးစင်မင်းပေါ်ကနေပြန်တန်းထွက်သွားပါတယ်ဟူကျွမ်းကလည်းဝန်လင်းကိုကြည့်ပြီးဝန်ဝေနောက်ကိုလိုက်သွားပါတယ်စစ်ထူနန်ကဝန်လင်းနောက်ကိုရှောက်သွားပြီးသူ့ရဲ့ပခုံးကိုပို့လိုက်ပါတယ်သူတို့နှစ်ယောက်ကအတူပြန်တန်းပြီးတော့ထွက်သွားပါတယ်ငွေရောင်အမျိုးသမီးအလောင်းကတော့ဝန်လင်းနောက်ကိုဆက်လိုက်လာပါတယ်မိုးတိမ်ကောင်းကြီးပုံနယ်ပယ်ကဆက်လက်ပြုတ်ကွဲနေပြီးလမ်းတစ်လျှောက်မှာအစိပ်ပိုင်းနေရာပြုတ်ကွဲနေတာကိုမြင်ရပါတယ်အစိပ်ပိုင်းအချို့ကလုံအောင်ပြုတ်ကွဲပြီးအပြက်စီးလေးကိုစိုးယူနေတဲ့ဝဲကဲတရားဖြစ်ပေါ်နေပါတယ် မိုးကြိုပိတန်နေရဆူညံပြီမဲ့သူတို့ရဲ့အမြင်တော့တော့မထိခိုက်ပါဘူး။မိုးတိမ်ကောင်းကင်ဘုံနယ်ပယ်ကပြိုကွဲနေပြီဖြစ်တာကြောင့်တုံးဆုံတုံးဆုံလုံးမနေပဲသူတို့ရဲ့အချိန်နဲ့သွားကြပါလေ။သူတို့သွားနေတာကောင်းကင်မှာမိုးကြိုတွေလျှက်နေတယ်လို့ပါပဲ။ဝန်ဝေကပြန်တန်းနေရင်သူ့ရဲ့မျက်လုံးတွေကလင်းလက်သွားပြီးပြိုကွဲနေတဲ့အစိပ်ပိုင်းတွေချောက်ပြန်တန်းရင်သူ့ရဲ့မျက်ညံနေရနေရကိုရှာနေပါလေ။15မိနစ်အကြာမှာသူ့ရဲ့မျက်လုံးတွေကကျုပ်သွားပါလေ။ဒီနေရာပဲဖြစ်ရမယ်။ ဝန်ဝေကအောက်လညူနဲ့ထိုးလိုက်ပါလေဝန်လင်းကအောက်ကြည့်လိုက်တော့အန်းတင်သွားပါလေထိုးနေရပြုတ်ကွဲနေပြီမြင်မြင်ကြီးတစ်ခုလုံးတော့မြင်နေရတော့မှဒါပဲဆိုရင်တော့ဝန်လင်းကအန်းတင်စရာမရှိပြီမြင်ထိုးနေရကြောက်ဤကစွန်ထိုင်းနဲ့တိုက်ခိုက်ဖို့သူ့ရဲ့ဝိညာဉ်ကိုလောင်မြိုက်ခဲ့တဲ့နေရာပါမိုးတိမ်ကောင်းကင်ဘုံနယ်ပယ်ကအစိပ်ပိုင်းများစွာပြုတ်ကွဲသွားပြီးအစိပ်ပိုင်းချို့ကအပေါ်မှာထပ်နေတယ်ဖះအောင်ကဒီထပ်နေတဲ့အစိပ်ပိုင်းထဲမှာရှိရမယ်ဝန်ဝေကရှင်းပြရင်သူ့ရဲ့ညာလန်းနဲ့အောက်ကိုဖိလိုက်ပါလေ အစိမ်းရောက်မြခိုးတွေကရုတ်တရက်ပေါ်လာပြီးအောက်ပြင်းစင်းသွားပါတယ်။အောက်ကအပျက်စီးတွေကိုချက်ချင်းပဲဖယ်ရှားလိုက်ရကြောင်းတုန်ခါတန်တက်တဲ့ကိုလည်းကြားလိုက်ရပါတယ်။အောက်မှာထက်နေတဲ့အစိမ်းပိုင်းတွေကလည်းပေါ်လာပါတယ်။ထိုအဖွဲကလည်းမရမနာဆင်းသက်လာကြပါတယ်။ထိုအစိမ်းပိုင်းကလည်းပြုတ်ကွဲနေပြီးတုန်ခါနေတာကိုသူတို့ကခံစားရပါတယ်။သူတို့ရဲ့နှဖျားအယွန်းတွေကိုဖျန့်ချင်ရင်အစိမ်းပိုင်းတွေရဲ့အဆုံကပြုတ်ကွဲနေတာကိုမြင်ရပါလိမ့်မယ်။မြေပြင်ပေါ်ကအကွဲကြောင်းတွေကတုန်ခါမှုနဲ့အတူပုံများလာပြီးပိုပြီးတော့နှက်လာပါတယ်။အချိန်ရောက်မရှိတော့ဘူး။မိုးတိမ်ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကပြုတ်ကွဲသွားရင် ဝဲခဲ့ရဲ့ကြီးတစ်ခုပါဖြစ်လာပြီးအရာအလုံးကိုဆွတ်ယူသွားလိုက်မယ်။ဝန်ဝီကသူ့ရဲ့ညာခြေတော်ကိုဆောင်းနေလိုက်တော့သူ့ရဲ့ပတ်ဝန်းကျင်ကမြေကြီးတွေအလုံးကအကွဲသွားပါတယ်။ကြောက်တုံးကြီးတွေကရင်းမျက်နှာအလုံးကိုပြင်ကျဲသွားပါတယ်။အလုံးကကွဲနေတဲ့အစိပ်ပိုင်းကနေဆင်းသက်လာကြပြီးသူတို့ရှိမှပေါ်လာတာကအရင်ကတစ်ခုနဲ့ထက်နေတဲ့နောက်ထပ်အစိပ်ပိုင်းတစ်ခုပါ။ဒီနေရာကတိတ်ပြီးတော့မကြည့်ဘူး။ဖြိုကွဲမှုကဒီနေရာကိုမထိခိုက်သေးတာကြောင့်တုံခေါမှုကရောနေသွားတယ်။သူကရင်ဝန်ဝီကထုံနေရာကိုသူ့ရဲ့နဖျားယုံနဲ့စစ်ဆေးကြည့်တော့ဖျားချောင်းကိုမတွေ့သေးပါဘူး။အောက်မှာအစိပ်ပိုင်းကရှိသေးတယ်။ ူကသူ့ရဲ့ညာခြေထောက်ကိုနောက်တစ်ခေါက်ဆောင်းနေလိုက်တော့အစိပ်ပိုင်းကတုန်ခါပြီးအရင်တစ်ခုလိုပဲပြုတ်ကွဲစားပြူလာပါတယ်။သူကနေထိုးအချိန်မှာဝန်ဝေရဲ့မျက်နှာအယောင်ပြောင်းသွားပြီးသူ့ရဲ့အင်ကြီးလက်ကိုဖျံလိုက်ကအားလုံးကိုခေါ်ထုတ်ပြီးတော့ဆုတ်သွားပါတယ်။ သူတို့ကနောက်ဆုတ်သွားတဲ့အချိန်မှာဝန်ဝေကစောင့်နှင်းခဲ့တဲ့မြေပြင်ကအကွဲသွားပြီမဲမကွဲပါဘူးမကြခင်မှာပဲအကွဲချောင်းတွေကပြုတ်ကွဲသွားပြီးအောက်မှာဝေကရဲတခုကပေါ်လာပါတယ်ဝေကရဲကလုံအောင်မင်းနဲ့နေပြီမဲအလုံးကဝေကရဲကိုဖောက်ကြည့်ပြီးအောက်ကအစိတ်ပိုင်းကလုံအောင်ပြုတ်ကွဲသွားတော့မြင်လိုက်ရပါတယ်ဒူဝါရင်အစိမ်းအောင်ဖျားချောင်းတခုကတော့လုံအောင်ပြက်စီပဲလီဟာနေမှာပြန်ဝင်နေပါလေထိုအစိမ်းအောင်ဖျားချောင်းကလီဟာနေထဲမှာအရန်အောင်မှထင်ရှားပါတယ်မူးတိတ်ကုန်းကြီးပုံနဲ့ပဲဖျားချောင်း ဝန်ဝေးရဲ့မျက်လုံးတွေကမှေ့ဆင်းသွားပြီးဝဲကြီးရဲ့စီကိုချက်ချင်းပဲပြန်တန်းထွက်သွားပါတယ်။ကျန်တဲ့သူတွေကလည်းလိုက်သွားပါတယ်။ဝလင်းကဝဲကြီးရဲ့ထဲကအစိမ်းရောက်ဖះเจ้าကိုစိုက်ကြည့်နေပါတယ်။ချက်ချင်းဆိုသူလိုပဲသူတို့ကဝဲကြီးရဲ့ထဲကိုဝင်သွားကြပါတယ်။ဝလင်းကထုံနေအားနဲ့ဆွေယူအားအင်အားကြီးတစ်ခုကိုခန်းစားရပါတယ်။ အရင်အားဆိုရင်သူ့ရဲ့အချင်းတွေကဆိုးသွားပြီးဘုံဝေရဲ့ကုညီကိုလိုအပ်မှာပါဒိုးရတဲ့သူ့ရဲ့ဘယ်ဘက်မျက်လုံးမှာမီးတောက်တစ်ခုကပေါ်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုမီးတောက်တွေကဝေးရံသွားပါတယ်ထိုရာကြောင့်ဝေးကဲကနေလွတ်မြောက်ပြီးအစိမ်းရောင်ဖျားเจ้าစီကိုပြန်တန်းသွားနိုင်ပါတယ်ကျန်တဲ့လူတွေကလည်းဝေးကဲကနေထွက်လာပြီးအစိမ်းရောင်ဖျားเจ้าစီကိုဥတီသွားပါတယ်ဝံဝေရဲ့မျက်လုံးနေမှာစိတ်လှရှားမှုတွေကရှိနေပါတယ်ထိုနေ့အတွက်သူကအယံအုံကြကြဆောက်ခဲ့ရတာပါအစိမ်းရောင်ဖျားเจ้าရဲ့ပြန်ဝေးနှုန်းကသူ့ရဲ့ပြန်တန်းနှုန်းနဲ့မရှင်းနိုင်တာကြောင့်မကြခင်မှာပဲအလုံးကရောက်သွားပါတယ် ဝလင်းကအစိမ်းရောဖះเจ้าမိမှာရက်လိုက်တော့သူ့ရဲ့စိတ်ကမငြိမ်မသက်ဖြစ်သွားပါတယ်ထိုဖះเจ้าကတိတ်ပြီးတော့မကြည့်ပြိမ့်မယ်အစိမ်းရောအလင်းတန်းအင်အားကြီးတဲ့ဖះကိုထွက်လွတ်နေပါတယ်တကားပေါ်ပါချင်းဆိုတဲ့စလုံးကလည်းဖိနှိပ်မှုကိုခံစားရစီပါတယ်ဝန်ဝေကခြေတလန်းလန်းပြီးဖះเจ้าရဲ့ရှေ့ကိုရောက်သွားပါတယ်သူ့ရဲ့ညာလန်းနဲ့တွန်းလိုက်တော့တကားကဖြည်းဖြည်းချင်းပွင့်သွားပါတယ်အစိမ်းရောအလင်းကတကားကနေထွက်လာပြီးလီဟာနေကိုလင်းလက်စီပါတယ်လီဟာနေတစ်ခုလုံးကအစိမ်းရောဖြစ်သွားပါတယ်ဖះเจ้าကပွင့်သွားတဲ့အခါဝလင်းကချက်ချင်းပဲဝင်သွားပါတယ်ဖះเจ้าတစ်ခုလုံးကဗလာဖြစ်နေပြီးမိပင်ပေါ်မှာအစိမ်းရောတောပနေတဲ့အစီ င်တစ်ခုကလွဲလို့ဘာမှမရှိပါဘူး။ဝမ်ဝေရဲ့မျက်နှာကစိတ်လှုပ်ရှားမှုအပြည့်နဲ့ပုံဝင်ခြင်းကိုကြည့်ပြီးမြေပြင်ပေါ်ကပုံစံအစဉ်ကိုကြည့်လိုက်ပါလေ။ဟူကျွမ်းဝင်လာတဲ့အခါပုံစံအစဉ်ရဲ့ဘေးမှာရက်ပြီးတော့လိလာပါလေ။ခဏကြာကြည့်ပြီးရတော့သူမရဲ့မျက်နှာကရောင်ပြောင်းသွားပါလေ။ဒီလိုအစဉ်မျိုးကိုငါမတွေ့ဘူး။ဒီအစဉ်ကဝင်းညင်းကိုဖြောင်းပြန့်လှန်ပြီးခန္ဓာကိုယ်ကနေထွက်သွားအောင်လို့လုပ်ပေးနိုင်တယ်။ဝလင်းကလည်းပုံစံအစဉ်ကိုကြည့်ပြီးကောင်းကင်အေဂရစ်ချင်းလေးရဲ့ခန္ဓာကိုယ်ကိုထုတ်ယူလိုက် သူကပြောလိုက်ပါတယ်ဝန်ဝေရဲ့ညာလက်ကလေဟာနေကိုလှမ်းလိုက်တော့အကွက်ချောင်းတစ်ခုကပေါ်လာပါတယ်ချင်းလေးရဲ့ခန္ဓာကိုယ်ကလည်းဖြည်းဖြည်းချင်းထွက်လာပါတယ်သူကအနံ့အောင်တန်ချက်ကောက်ကိုဝှထားစေပါသူကနေမျက်ခုံးတစ်ခုချားမှသွေးနှင်းရောအဆက်တစ်ခုကရှိနေပါတယ်ချင်းလေးရဲ့မျက်လုံးတွေကမှိတ်နေပြီးသူကလည်းဘာအတမ်းမှမထွက်ပါဘူး ဝန်ဝေကဟူကျွမ်းရေးညွှန်ကြားချက်အတိုင်းချင်းလီရဲ့ခန္ဓာကိုယ်ပုံစံအလေးမှာဂျူးဆိုင်နဲ့ထားပြီးဝလင်ကိုကြီးလိုက်ပါတယ်ဝလင်ကအချိန်မပြုံးပါဘူးသူ့ရဲ့တူလွန်အိတ်ကိုဖွင့်လိုက်ပါတယ်ချင်းရွှန့်ရဲ့ခန္ဓာကိုယ်ကထွက်လာပြီးမကြခင်မှာပဲအဝါယုံတလင်းကြောက်တစ်ခုကလည်းလိုက်လာပါတယ်ဟူကျွမ်းကချင်းရွှန့်ရဲ့ခန္ဓာကိုယ်ကိုသူ့ခေါင်းချင်းထိနေအောင်လှူထားလိုက် သူကအမြဲပဲပြောလိုက်ပါတယ်သူမကပြောလိုက်တာနဲ့ဝလင်ကချင်းွှန့်ရဲ့ခန္ဓာကိုယ်ချင်းလင်းရဲ့ခန္ဓာကိုယ်အောက်မှာထားလိုက်ပါတယ်အဖေနဲ့တမီးကိုခေါင်းချင်းဆိုင်ဒဏ္ဍာန်းထားလိုက်ပါတယ်ထိုးချိန်မှာပဲချင်းွှန့်ရဲ့ခန္ဓာကိုယ်နဲ့အတူထွက်လာတဲ့တလင်းကြောက်ကသူ့လူလူရွှေလျားပြီးသူ့ရဲ့ခေါင်းချောက်ကိုရောက်သွားပါတယ်အစိမ်းရောက်အလင်းတစ်ခုကလည်းထွက်လာပြီးမိမိပေါ်ကပုံစံအစင်ရကနေထွက်လာတဲ့အစိမ်းရောက်အလင်းနဲ့ပေါက်ဆက်သွားပါတယ်အစိမ်းရောက်အလင်းကနေရာတစ်ခုလုံးကိုလေးလံစီပါတယ်ဝဝင်းနဲ့ဟူချွန်းတယောက်ကိုတယောက်ကြည့်ပြီးချင်းလင်းရဲ့ခန္ဓာကိုယ်ဘေးမှာဝင်ထိုင်လိုက်ကြပါတယ်ဝလင်ကသူ့ပြောစရာမလိုပဲဘာလို့ရမလဲဆိုတာကိုသိပါတယ်ကန့်တဲ့ ချက်တွေအပေါ်သူ့ရဲ့နားလည်မှုကြောင့်အရေးအောင်အချို့ကိုလည်းမြင်နိုင်ပါတယ်လူတစ်ယောက်ကလိုနေသေးတယ်ကျော်ကြီးကချင်းရွှန်နဲ့ပတ်သက်တာအကြောင်းသူ့ကိုပဲထည့်ရအောင်ဝန်ဝေကသူ့ရဲ့ရှင်နေရစိတ်လှုပ်ရှားမှုကိုထိန်းချုပ်ရင်လက်ကုမြောက်ပြီးလေတရားနေစုပ်ကင်လိုက်ပါတယ်သူ့ရဲ့တော်လုံးအိမ်မှာအကွက်ကြောင့်တစ်ခုကပေါ်လာပြီးဓာဆွမ်းရင်တစ်ခုကထွက်လာကကျော်ကြီးဖြစ်ပြောင်းလဲသွားပါတယ်ကျော်ကြီးကပေါ်လာပြီးရဲ့နောက်ချင်းရွှန်ကိုကျင်လာတဲ့အကြည့်နဲ့ကြည့်လိုက်ပါတယ်ဝန်ဝေရဲ့အမဲကိုနားထောင်ပြီးရဲ့နောက်ချင်းရွှန်ရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီးမြဲသူ့ရဲ့အကြည့်ကချင်းရွှန်စီကနေမခွာပါဘူးဟူကျွမ်းကသူမရဲ့အောက်နှခမ်းကိုကိုက်ပြီး စားချရအောင်။သူမကပြောလိုက်ပါတယ်။ထိုပုံစံအစီရင်ကိုလေးလာဖို့အတွက်အချိန်မရှိတာကြောင့်သူမကရန်ဦးမှာစိတ်လှုပ်ရှားနေပါတယ်။အောင်မြင်မလားဆိုတော့မသေးကြပါဘူး။ဝလင်းကခေါင်းညိတ်ပြီးစစ်ထူနန်နဲ့ငွေရောင်အမျိုးသမီးကိုကြည့်ကာစစ်ထူငါတို့ကိုကောက်ွယ်ပေး။သူကပြောလိုက်ပါတယ်။စစ်ထူနန်ရဲ့မျက်နှာကလည်းတကြည်သွားပြီးခေါင်းညိတ်လိုက်ပါတယ်။စိတ်ချောက် ငွေရောင်အမျိုးသမီးလောင်းရလေဝန်လင်းရဲ့အမေကိုမလိုအပ်ပါဘူးဝန်လင်းရဲ့အတွေ့အခုနဲ့တင်သူမကသူ့အမေကိုသိပါလိမ့်မယ်ဟူကျွမ်းကလက်တစိုက်ကိုပြုတ်လို့ပြီးပုံစံအစီရင်ကိုလညုံနဲ့ထိုးလိုက်ပါလေအလင်းတစ်ခုကအလေရတလင်းကြောက်ပေါ်ကိုကြောက်ရုပ်ပြီးအစိမ်းရောင်အလင်းကပုံစံအစီရင်တွေကလူတိုင်းကိုဖုံးဝသွားပါလေဝန်လင်းကဝန်ဝင်နဲ့ဟူကျွမ်းကိုစစ်ဆေးကြည့်ဖို့အတွက်တောင်မန်ဒီငှက်ကိုင်းမှာတော့တလင်းကြောက်ကိုထိုးပြခဲ့တာကြောင့်သူတို့ကအကျွမ်းတဝင်ရှိနေပြီးသားပါတစ်ချိန်တည်းမှာပဲဝန်လင်းကသူ့ရဲ့ညာလက်ကိုမြှောက်ပြီးချင်းွှန့်ရဲ့လမောင်းကိုလညုံနဲ့ထိုးလိုက်ပါလေသူမရဲ့လမောင်းပေါ်မှာဒဏ်ရာတစ်ခုကပေါ်လာပြီးမူလဆွေရင်ဖီယာအောက်မှာ တွေးရတာတလင်းကြောက်ပို့ပန်းထွက်လာပါတယ်။ကြော်ကြီးကထိုးရအောင်မြင်တော့မခံနိုင်ပါဘူး။ဝယ်လင်းကိုကြည့်ပေမဲ့ဘာမှလည်းမပြောပါဘူး။အခုချိန်မှာမိုးတိမ်ကောင်းကင်ဘုံနယ်ပယ်ရဲ့ဖះเจ้าမူလာဝဉ္ဉင်တလင်းကြောက်နဲ့ချင်းွှန့်ရင်တွေးရလုံးကရှိနေပါပြီ တလင်းကြောက်ကချင်းွှမ်းရင်သွေးကိုဆုပ်ယူတဲ့အခါအစင်းရောင်အလင်းထဲမှာအနီရောင်အလင်းထဲတစ်ခုကပေါ်လာပါတယ်။တကြိမ်ကြိမ်အတန်အလဲထွက်လာပြီးပုံစံအစီရင်ကလှုပ်ရှားတော့မဲ့လက္ခဏာများပြလာပါတယ်။ထိုးဦးချိန်မှာဝလင်းရဲ့မျက်လုံးကလင်းလက်သွားပြီးသူ့ရဲ့ညာလက်နဲ့လက်တစိတ်တစ်ခုကိုဖြူလိုက်ပါတယ်။သူ့ရဲ့ဖက်ဖက်မျက်လုံးမှာမိတော်တစ်ခုကလည်းပေါ်လာပါတယ်။ချင်းလင်းကိုလက်ညှိုးနဲ့ထိုးပြီးတန်းစင်နဲ့ရတနာသွေးပြန်ထွက်လာ။သူကအော်ဟစ်လိုက်ပါတယ်။ချင်းလင်းရဲ့ခန္ဓာကိုယ်ကလည်းတုန်ခါသွားပြီးသူ့ရဲ့မျက်ခုံးကြားအသွေးများရွေလျားပြီးဝလင်းစည်းကိုချက်ချင်းပဲပြန်တန်းလာပါတယ်။သွေးတစိတ်ကမရှိတော့တဲ့အခါအနီရောင်အငွှေ့တွေကချင်းလင်းရဲ့မျက်နှာကို ဝေးရံသွားပြီးလက်ဆိုးဆွမ်းရည်တွေကယူသွဆွာနဲ့ပေါ်လာပါတယ်။ဒိုးအားဖြင့်ပုံစံအစီရင်ကတချိန်ချင်းမီနေပေမဲ့ချင်းလင်းကိုနှုတ်ထားစီမဲ့လက္ခဏာတော့မပြပါဘူး။လက်ဆိုးဆွမ်းရည်တွေကတိုးလာအနေများရှေးအောင်နှဆိုးတာကြာပြန်ပေါ်လာတော့မဲ့ပုံပါပဲ။ထုံမြင့်ခွင်းကြောင့်ဝုံဝင်နဲ့ဟူချွန်လူရဲ့မျက်နှာအယောင်ပြောင်းသွားပါတယ်။ဝက်လင်းရဲ့မျက်နှာလည်းမှိုက်မဲသွားပါတယ်။ကြောက်ဤကထိုးရအလုံးလိလုရှုပြီးချင်းရွှန်းကိုညင်သက်စွာနဲ့ကြည့်နေပါတယ်။ဟူချွန်ကတခခုကမားနေတယ်။ တခုခုကလိုအပ်နေသေးတယ်။သူမကအမြင်ပြောလိုက်ပါတယ်။ဘာလို့နေရလဲ။ဝန်ဝေရဲ့မျက်နှာပေါ်ကသွေးကြောတွေကဖောင်းကျွာလာပြီးသူ့ရဲ့ရင်ထဲကစိုးရိမ်ပူပန်မှုကိုစကလုံးနဲ့တော့ဖော်ပြလို့မရပါဘူး။သူ့ရဲ့မျက်လင်းချက်အလုံးဒီပါရှိခဲ့ပေမဲ့အလုံးကပျက်စီးတော့ပါမယ်။ ဟူကျွန်ရဲ့မျက်နှာကလည်းဖြူပက်ဖြူော်ဖြစ်နေပြီးချင်းလီရဲ့မျက်နှာပလဲရနဆိုးဆွမ်းရင်းတွေတိုးဝင်လာတာကိုကြည့်ပြီးခါတိစွာနဲ့ပြုံးလိုက်ပါတယ်ဝလင်းရဲ့မျက်နှာကတော့မှိုက်မဲနေပါတယ်လှုပ်ရမယ့်အရာအလုံးကိုလှုပ်ပြီးသွားပါပြီလိုအပ်တဲ့အရာ၃ခုကလည်းရှိနေပါပြီဒူဝါရင်အခုချိန်မှာချင်းလီရာလုံးဝမလို့သေးပါဘူးလိုလာမှာရှီအောင်နဆိုးတာကြပါတလင်းကြောက်ကိုစိုက်ကြည့်ရင်ဝလင်းရဲ့ခေါင်းလေးမှာအတွေးတွေကအမြင်မဲ့ပြေးလွှားနေပါတယ်ဒူဝါရင်နောက်ဆုံးမှဘာလို့လဲဆိုတော့သူကစဉ်းစားမရပါဘူးချင်းလီမင်းကိုကယ်ဖို့အတွက်ငါတို့ကဒီကိုခေါ်လာတာအခုအားလုံးကရှိနေပြီဘာလို့ဒီလိုဖြစ်နေရလဲ ဝလင်းကတွားရီကိုအကျိမ့်မိသွားပါလေချင်းလင်းရဲ့အဆင့်တန်းကိုသူကဂူးမဆိုင်တော့ပါဘူးရှေးအောင်နှစိုးဝါသာနိုးလာပြီဆိုရင်သူတို့အားလုံးကထိုးနေရမှာတိတ်ကြားပါလိမ့်မယ်ဝလင်းကသူ့ရဲ့ညာလက်ကိုမြှောက်ပြီးမင်းမဲရတနာကိုလည်းညှိုးနဲ့ထိုးလိုက်ပါလေရှေးအောင်နှစိုးကိုသူကနော်ရဂျင်ဒစိမ့်ခတ်ဖို့အတွက်ကြိုးစားပါတော့မယ်ဒူဝါရီနဖျားအိဂရေဟောင်းရဲ့ချင်းညက်မှုအစဉ်မရှိတာကြောင့်ရှေးအောင်နှစိုးကိုဒစိမ့်ခတ်နိုင်မလားဆိုတာသူအတွက်တော့မသေးကြပါဘူးဆရာဘာလူနေသေးရလဲဝန်ဝေကထိုက်ရိုက်လိုက်ပါလေသူ့မျက်နှာမှာစိတ်ပြက်အားငယ်မှုအပြည့်နဲ့ယူသွပါတော့မယ် လုံနေတာဝမ်ဆူတဲ့သွေးထိုးချိန်မှာဝလင်းနောက်ကနေတက်တဲ့အတန်တို့ခူကထွက်လာပါတယ်ဝလင်းကရုတ်တရက်လဲကြည့်လိုက်ပါတယ်ငွေရောင်အမျိုးသမီးလောင်းကပထမဦးဆုံးအချိန်ဖြစ်စကားပြောလိုက်တာပါဝလင်းကကြည့်လိုက်တာကိုမြင်တော့သူမကချက်ချင်းပဲခေါင်းငုံလိုက်ပါတယ်သူမကစကားပြောပြီးရဲ့နောက်ဝလင်းနဲ့မကပဲဝဝင်းနဲ့ဟူချွမ်းတော့ကြည့်လိုက်ကြပါတယ်ဝလင်းကစပြောသူကပြောလိုက်ပါတယ်အရင်ကပန်းကြီးခရီးယား တခင်ရဝမ်မျိုးဖြစ်လို့ဂူထဲကိုဝင်နိုင်တယ်လို့ပြောတယ်။ငွေရောင်အမျိုးသမီးရစကားကိုခက်ခဲနဲ့ပြောလိုက်ပါတယ်။စကားပြတ်တက်တာမကြသေးသလိုပါပဲ။မိုးချိုပစ်ခန့်သလိုပဲဝလင်ကလှဲ့ပြီးသူ့ရဲ့ရှောင်းကိုကြိုက်ကတလင်းကြောက်ဖို့တွေးရဖြန်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲချင်းလင်းရဲ့မျက်နှာပလဲရနဆိုးဆွဲနေရလဲအထုံးထဲကိုရောက်ရှိသွားပါတယ်။နဆိုးဆွဲကအရေးတစ်ခုဖြစ်ပေါ်လာပြီးရှီအောင်နဆိုးတာကြာနူထလာပါတော့မယ်။ဒူဝါရင်ဝလင်ရဲ့တွေးရီဟာတလင်းကြောက်ဖို့ကိုကြောက်ဥတာနဲ့အနီနဲ့အစိမ်းရောက်အလင်းလေးရတော့ပွားလာပြီးတလင်းကြောက်ကလည်းပက်လာပါတယ်။ပြီးတော့အင်အားကြီးတဲ့ဆုပ်ယူအားတစ်ခုကရုတ်တရက်ပေါ်လာပါတယ် ဝင်ဝင်နဲ့ဟူချွန်တို့ကသူတို့ရဲ့ကောင်းကင်မူလဆွေရင်းတွေကဆွေယူခံလိုက်ရတာကိုခံစားလိုက်ရပါတယ်မကြခင်မှာပဲသူတို့ကဖြူပွဲဖြူော်ဖြစ်ပြီးတော့အာနေသွားပါတယ်ဝလင်းမလည်းကောင်းကင်မူလဆွေရင်းကတိတ်ပြီးတော့မကြံတော့ပါဘူးအားလုံးကဆွေယူခံလိုက်ရပါတယ်တလင်းကြောက်ကပူပြီးတော့တောက်ပလာပြီးဖြစ်ပေါ်လာတဲ့နဆိုးရိတ်ကိုဖျက်ဆီးလိုက်ပါတယ်ကောင်းကင်မူလဆွေရင်းကတလင်းကြောက်ထဲကိုဝင်ရောက်လာတဲ့ဆွေယူအားရုတ်တရက်ထိုးလာပါတယ်ဝလင်းရဲ့မျက်လုံးတွေကမှုန်သွားသွားပြီးချက်ချင်းပဲဒရီလစ်သွားပါတယ်သူတွေမဟုတ်ပဲဝန်ဝေဟူချွန်နဲ့ကြော်ဝီတို့ကတော့အတူတူပါပဲဝလင်းကပြန်သတိရလာတော့သူရှိရမြင်ကွင်းကြောက်သူ့ရဲ့မျက်လုံး ံနေရကျင်းသွားပါတယ်။သူကနှိုင်းလုံးကြီးရဲ့ထားနေတဲ့အနေအောင်ပင်လယ်ထဲမှာရှိနေပါတယ်။ပင်လယ်လေရောင်တိုက်ခတ်နေပါတယ်။မင်းကနိုးလာပြီပဲ။ဝင်လင်းနောက်ကနေအစ်စရဲအတန်တစ်ခုကထွက်လာပါတယ်။ မင်းဝင်လင်းကရုတ်တရက်ပဝင်ချင်းကိုကြည့်လိုက်တော့သူမြင်လိုက်ရတဲ့အရာကြောင့်စိတ်သိမ်းထသွားပါတယ်။သူနောက်မှာနှင်းဖြူအောင်လို့အဖြူအောင်ဝစ်စားစီရင်ထားတဲ့အမျိုးသမီးတယောက်ကပြန်ဝင်နေပါတယ်။သူမဝင်းချင်းကိုတွန်လို့စီလောင်းအထိလှပပြီးအစ်ဆက်တဲ့အချိန်ဝါကိုထွက်လို့နေပါတယ်။သူမရဲ့ဘေးမှာရက်နေုံနဲ့နေချက်စစ်စစ်ခံစားရစီပါတယ်။ဒါပဲဆိုရင်တော့ဝင်လင်းကဒီလောက်ထိအမ်းမသိမိမဲ့ထိုအမျိုးသမီးကိုသူကရင်းနှီးပါတယ်။သူမကတော့ချင်းလင်းရဲ့တမီမိုးတိန်ကောင်းကင်ဘုံနယ်ပယ်ရဲ့ကောင်းကင်အရှင်ချင်းရွှန့်မှာဝင်လင်းကလိုလိုပဲမင်းကပြန်ပြီးတော့အသက်ရှင်လာလား ူကမေးလိုက်ပါတယ်အဖီယံဝေးုံနဲ့အမျိုးသမီးရအိဆက်ဆောင်နဲ့ခဏတာပါပဲသူမကပြောလိုက်ပါတယ်ဝင်လင်းကအသက်ကိုပြပြရှူပြီးစိတ်ကိုငြိမ်အောင်လုပ်ထားလိုက်ပါတယ်ပတ်ဝန်းကျင်ကိုကြည့်ပြီးဒီနေရာအဖီယံဝေးုံနဲ့အမျိုးသမီးရအိဆက်တည်ငြိမ်စွာနဲ့အောက်ကအနိုင်အောင်ပင်လယ်ကိုကြည့်ပြီးအဖေရဲ့တတိပင်လယ်သူမကပြောလိုက်ပါတယ်ထိုးအချိန်မှာသူတို့နဲ့မနီးမိုးရေးနေရာမှာအစိမ်းရောက်အလင်းတစ်ခုကပေါ်လာပါတယ်ဝင်ဝင်နဲ့ဟူချွန်တို့ကထိုးအစိမ်းရောက်အလင်းတစ်ခုကနေပေါ်လာပါတယ်ဟူချွန်ကချင်းရွှန်းကိုမြင်တော့သူမရဲ့မျက်နှာမှာစိတ်လှုပ်ရှားမှုတွေကပေါ်လာပါတယ် ညီမလေးချင်းွှန်ပြီးတော့ဝန်ဝေကချင်းွှန်ကိုကြည့်ပြီးအန်းတင်သွားပါတယ်သူ့ရဲ့မျက်လုံးလေးမှာစိတ်အတရမှုကရှိနေပြီမင်းရဲ့ဝိညာဉ်ဟာမပြောက်ွက်သွားသေးဘူးပဲအဲ့ဒါဆိုရင်ဆရာရဲ့ဒီပညာနဲ့မင်းကနောက်တစ်ကြိမ်နိုးထနိုင်တယ်သူကပြောလိုက်ပါတယ်ချင်းွှန်ကဝန်ဝေုံတော်မကြည့်ပဲဟူချန်ကိုကြည့်ပြီးသူမရဲ့အစ္စရေမျက်နှာမှာအပြုံးတစ်ခုကပေါ်လာပါတယ်သူမကငါတို့ကမတွေ့ရတာနှစ်ပေါင်းများစွာကြာပြီနော် အမကြီးကကောင်းလေးပုံနဲ့ပဲပြုတ်ခွဲမှုကနေအသက်ရှင်လွတ်မြောက်လာခဲ့ရလို့ဝမ်းသာပါတယ်။သူမကပြောနေတုန်းမှပဲအဝေးကနေအစိမ်းရောက်အလင်းတစ်ခုကထမှန်ပေါ်လာပြီးမကြာခင်မှာပဲကြောက်ရရပေါ်လာပါတယ်။သူကပေါ်လာတဲ့အခါချင်းရွှန့်ကိုကြည့်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကတုန်လှုပ်သွားပါတယ်။သူ့ရဲ့အကြည့်မှာဆဲလုရှားမှုနဲ့တင့်အောင်သူကရေဦးလိုက်ပါတယ်။ကြောက်ရရဲ့အကြည့်ကြောင့်ချင်းရွှန့်ကမျက်မှောက်ချိုးလိုက်ပါတယ်။သူမရဲ့မျက်နှာအိပ်ဆက်သွားပြီးဘသူ့ကိုတင်ရလို့ခေါ်နေရလဲ။ ော်ယီကတုန်လှုပ်သွားပြီးသူ့ရဲ့မျက်နှာမှိုက်ညွတ်သွားပါတယ်ခါးသီးစွာနဲ့ခေါင်းကိုခါရမ်းပြီးတင်အားပျောက်ွက်သွားပြီးချင်းရွှန်းမျက်မှောက်ကျုပ်ပြီးနေရဘလို့လုပ်ပြီးမိုးတင့်ကောင်းကင်ဘုံနယ်ပယ်ရဲ့ဓာဝဉ္ဉေအသေးဖြစ်လာလဲဆိုတာမသိပေမဲ့နေရဓာဝဉ္ဉေဖြစ်နေရာကြောင်းနေုံမဖြက်စီးတော့ဘူးဒါပေမဲ့ဒီလိုအထိမ့်မရှိတဲ့ဇကားတွေကိုဆက်ပြီးတော့ပြောနေမှဆိုရင်နေုံဓာဝဉ္ဉေအဖြစ်ဆက်ပြီးတော့မထားတော့ဘူးသူမကပြောလိုက်ပါတယ်ကျော်ယီကရင်ဘတ်ကိုပြပြင်းထန်ရိုက်ခံရတယ်လို့သူ့ရဲ့ခန္ဓာကိုယ်ကတုန်ခါသွားပါတယ်သူ့ရဲ့မျက်နှာကဖြူဖြူဖြူဖြစ်သွားပြီးခါးသီးမှုကပိုပြီးတော့များလာပါတယ် တော်ရရင်သူကဟုတ်ကဲ့သူကဲသူသာပြောလိုက်ပါတယ်သူရဲ့တင်ဟာအရာအလုံးမိသွားပြီဆိုတော့သူကသိပါတယ်ထိုချိန်တုန်းကတင်ဟာသူရဲ့ဆွဲလမ်းမှုကနေဖြစ်ပေါ်လာတဲ့ဝိညာဉ်အစိပ်ပိုင်းလေးတစ်ခုပါယခုထိုရာလည်းပြက်ကွက်သွားပါပြီအခုသူရှိရလူကချင်းဆွမ်းပါသူရဲ့တင်ဟာမဟုတ်ပါဘူးတော်ရရင်နှစ်ပေါင်းထောင်ကျော်ကြာသူနဲ့အတူရှိနေခဲ့တဲ့မျက်နှာကိုကြည့်ရင်သူရဲ့ရင်ထဲမှာပျော်ပြတ်တတ်တဲ့နာကျင်မှုတွေကိုခံစားနေရပါတယ်သူရဲ့နှလုံးသားဆက်ဖဲခံရသလိုပဲသူရဲ့ခန္ဓာကိုယ်ကတော့မထိန်ချုံနိုင်အောင်တုန်ခါနေပါတယ် ထိုကဲ့သို့နာကျင်မှုကသူ့ရဲ့ခန္ဓာကိုယ်မှာအမြင့်တက်နေပြီးသူ့ရဲ့အင်အားအလုံးကိုဆွတ်ယူသွားပါတယ်ထိုအရာသူ့ကိုဖိဖိနဲ့အားနည်းစေပြီးနာကျင်မှုကိုမခံနိုင်လောက်ဖြစ်စေပါတယ်နှစ်ပေါင်းထောင်လောက်အတူရှိခဲ့ပြီးနောက်ထပ်နှစ်ပေါင်းထောင်လောက်သူမနိုးလာမင်းဤအတွက်ဆောက်ခွဲရပါတယ်ချင်းရွှန့်နဲ့သူ့ရဲ့ကြားမှာပေ30လောက်ပဲဝေးပြီးမယ်အရန်ကိုဝေးနေတယ်လို့ခံစားရပါတယ်အသက်နဲ့တည်ခြင်းကြားအကွက်ဝေးထောင်တော့ပို့ပြီးတော့ဝေးနေပါတယ်အသက်နဲ့တည်ခြင်းမဟုတ်တဲ့အကွက်ဝေးတစ်မျိုးပါထိုအရာကတော့မေ့ပျောက်ခြင်းပါ ဝလင်းကမျက်မှောက်ကျုပ်ပြီးစကားပြောလို့မလို့လုပ်ပင်မဲ့ကျော်ဝီကဝလင်းကိုကြည့်ပြီးခေါင်းကိုခံရလိုက်ပါတယ်။တင်အောင်သူကအပြစ်မတင်ပါဘူး။သူသဘောနဲ့သူသာလုပ်ခဲ့တာပါ။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကအလောင်းတလောင်းအတွက်သူ့ရဲ့ခိုင်းကိုသူကဆွန့်လွတ်ခဲ့ပါတယ်။ထိုးဝေရာကြောင့်သူ့ရဲ့ဆီကဒေါသထွက်ပြီး ကျမ်းမာရေးမကောင်းဖိခဲ့ရပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကလည်းအတူတူပါပဲ။သူ့ရဲ့ဝိညာဉ်ကိုသူကိုယ်တိုင် လောင်မြိုက်ခဲ့ပါတယ်။အခြားတစ်ယောက်ကသူ့ရဲ့တင်အောင်ကိုလူယူသွားမှထက်တိတ်တာပူပြီးတော့ကောင်းမွန်တယ်လို့သူကထင်ခဲ့ပါတယ်။အခုချိန်မှလည်းအတူတူပါပဲ။သူ့နောက်ကတင်အားကဒစိမ့်တစ်ယောက်ဖြစ်နေပေမဲ့သူနဲ့အတူရှိနေဖို့မဖြစ်နိုင်တော့ပေမဲ့သူတို့ရဲ့အဆင့်တန်းကြားမှာကွာဟာချက်တွေရရှိနေပေမဲ့သူကတော့လွန်ခဲ့တဲ့နှစ်ပေါင်းထောင်နဲ့2000လုံးကကြောက်ရီပါပဲ။ကြောက်ရီရဲ့ခါတိမှုတွေဟာချင်းရွှဲရဲ့မျိုးဝင်တွေကိုရောက်ရှိသွားပြီးဘာကြောင့်မှမသိပေမဲ့သူမရဲ့ရင်ထဲမှာနာကျင်မှုကိုခံစားလိုက်ရပါတယ်။ တို့ရရင်ထိုရှင်းမပြနိုင်တဲ့နာကျင်မှုကိုချက်ချင်းပဲဖိနိုင်ပြီးကြောက်ရွံ့ကိုမကြည့်တော့ပါဘူးဝန်ဝေကထိုရာအလုံးကိုမြင်တွေ့ပြီးနောက်တပြင်းဝင်ချလိုက်ပါတယ်ဒီလိုဖြစ်လာမယ်ဆိုတာသူကသိပြီးသားပါတို့ရရင်ကြောက်ရွံ့ကိုပြပြဖို့အတွက်တတိမရှိပါဘူးထိုနှစ်တည်းမှာကြောက်ရွံ့ကိုတိလာပြီးတဲ့နောက်ကြောက်ရွံ့ကပြောတဲ့အရာအလုံးကိုသူတို့ကယုံကြည်ခဲ့ပြီးသားပါ ဖူကျွန်ရဲ့နှလုံးသားနူးညံ့ပြီးစကားပြောရမလို့ပဲရှိသေး။ဒဝရရင်ထိုးချိန်မှာအောက်ကမင်းနဲ့တမုတ်တရားလှူရှားလာပြီးလှိုင်းနေရထန်းလာပါလေ။ကြောက်စရာကောင်းတဲ့နဆိုးဆွမ်းရင်ကကဘာတစ်ခုလုံးပြင်းထန်သွားပါလေ။ချက်ချင်းပဲအစုံမဲ့နဆိုးဆွမ်းရင်နေရာသူတို့ရဲ့ရှေ့မှာဆူဝေးလာပြီးရှေးအောင်နဆိုးကြီးတစ်ကောင်ကဖြစ်တိလာပါလေ။ထိုရှေးအောင်နဆိုးကကြီးမားလွန်းလို့ ကဘာကြီးဦးနောင်ထောက်ထားနိုင်လောက်ပါ रे အစုံမဲ့နဆူဆွမ်းရင်းနေရသူ့ရဲ့ခန္ဓာကိုယ်ဝင်းရမီဒေါသထွက်နေတဲ့ငကားလေးလိုဟင်းရောက်နေပါ रे ထိုးရာတော့ရှီအောင်နဆူတာကြပါသူ့ရဲ့မျက်ဝန်းနေရနေရနေပြီးမျက်ခုံးတစ်ခုချားမှအမာရုပ်တစ်ခုဝရှိနေပါ रे နဆူဆွမ်းရင်းနေရထိုးအမာရုပ်ထဲကိုဝင်သွားတဲ့အခါဒစီစီတံများထွက်လာပါ रे ချင်းလင်းရဲ့အသိစိတ်ပင်လယ်ထဲမှာနော်မင်းတို့အားလုံးကတည်ရမယ် တာကြာဒေါသကြီးနဲ့ဟင်းအောင်လိုက်ပြီးသူ့ရဲ့လက်ကြီးကလူတိုင်းစီကိုချက်ချင်းပဲကြောက်လာပါတယ်တရှိရှိအတန်ကောင်းကင်ကိုလှုပ်ခစေပြီးအစုံမဲ့နဆိုးဆွမ်းရင်ကပဝင်းကြီးတို့ခုလုံးကိုပြင်းထန်သွားပါတယ်အဝေးရနေကြည့်ရင်မဲနတဲ့မိုးတိမ်ကြီးကလူတိုင်းကိုမြူချဖို့အတွက်ဆင်းသက်လာသလိုပါပဲထိုချိန်မှာပဲပေလေကတခါထလှုပ်ခတ်လာပြီးနောက်ထပ်လူတစ်ယောက်ကပြန်ထွက်လာပါတယ်ထိုလူကတော့တလက်ပိုင်အရွယ်လူတစ်ယောက်ဖြစ်ပြီးအတော်လေးဥမှချုံမောပါတယ်သူစီမှာကောင်းကင်ဘုံသားရဲ့ပုံတရံရှိပြီးဒေါသမထွက်ပဲနဲ့တော့ဖီအားလေးကိုထွက်လို့နေပါတယ်ဆီယား ထိုလူကလိုင်းလေးကိုဖျက်ကျော့လာတဲ့အချိန်မှာဝဝိနဲ့ဟူချွန်တို့ကစိတ်လှုပ်ရှားသွားပါတယ်။ချင်းရွှဲရဲ့မျက်နှာကလည်းနူးညံ့သွားပြီးယူသေးစွာနဲ့အဖေထိုလူကတော့ကောင်းကင်အကြေချင်းလင်းပါသူကလူတိုင်းကိုခေါင်းညိတ်ပြီးလက်ကိုဝင်ရလိုက်ပါတယ်။လေပြင်းတစ်ချက်ကရုတ်တရက်ပေါ်လာပြီးမုန်တိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားကရှီအောင်နှဆူရဲ့ညာဘက်လက်နဲ့တိုက်မိသွားပါတယ်။ကောင်းကင်ကိုလှုပ်ခါစီတဲ့ဒတိုင်းတိုင်းတန်ကလည်းထွက်ပေါ်လာပြီးရှီအောင်နှဆူရဲ့ညာဘက်လက်ကချက်ချင်းမဲ့ပြုတ်ခွဲကနောက်ကိုပြန်ပြီးတော့တမှုခံလိုက်ရပါတယ်။သူကရင်ချင်းလင်းရဲ့ဤပညာကြောင့်ဖြစ်ပေါ်လာတဲ့မုန်တိုင်းကလည်းချက်ချင်းမဲ့ပျက်စီးသွားပါတယ်။ချင်းလင်း မင်းကအားနေနေပြီဘာလို့ဒီနဆိုးကိုလက်မခံသေးရလဲဒီနဆိုးကမင်းရဲ့ခန္ဓာကိုယ်ကိုယူပြီးမင်းရဲ့အရင်ဂုံတရင်ကိုကြော်လွန်အောင်လုပ်ပေးမယ် ငါတို့ကပေါင်းစည်းတာဘာမကောင်းလို့လဲတိအောင်နှစိုးကဟိမ့်ဟောက်ပြီးသူ့ရဲ့ညာလက်ကပုံမှန်ဖြစ်သွားပါတယ်ချင်းလင့်ကရှေးအောင်နှစိုးကိုမကြည့်ပဲဝင်လင်းကိုကြည့်လိုက်ပါတယ်သူ့ရဲ့အချီကဝင်လင်းရဲ့လှုပ်ဝှက်ချက်အားလုံးကိုဖော်ထုတ်နိုင်တဲ့ဥပဒေသားတစ်ခုလိုပါပဲထို့အချီရောက်မှဝင်လင်းကအဝိမပတ်တလို့ခံစားရပြီးတွေးတော့မတွေးနိုင်တော့ပါဘူးထို့အချိန်မှာပဲဝင်လင်းရဲ့မြခုံးချားကနေရင်းနှီးတဲ့အချိန်ကတစ်ခုကပေါ်လာပြီးဖော်ထုတ်ခံရတဲ့ခံစားချက်ကပြောက်ကွက်သွားပါတယ်ဝင်လင်းကချင်းလင့်ကိုတငိမ်စွာနဲ့ကြည့်လိုက်ပါတယ်မင်းမငါရဲ့အမွေနစ်ကိုရယူပြီးငါရဲ့နောက်ဆုံးတပည့်ဖြစ်လာဖို့အတွက်အရေးချင်းရရှိတယ် ချင်းလင်းရဲ့မျက်လုံးတွေကတောက်ပွားလာပြီးအစိမ်းရောင်အလင်းတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်ဝင်လင်းကမတုတ်ပြတ်နိုင်ခင်မှာပဲသူကဝင်လင်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားပါတယ်ချက်ချင်းပဲဝင်လင်းရဲ့ခန္ဓာကိုယ်ကနေတဖဖုပ်အတံများထွက်လာပါတယ်သူ့ရဲ့လက်တွေကဆန့်ထွက်သွားကလေထဲမှာပြန်ဝင်နေပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကနာကျင်မှုကြောင့်ဝင်လင်းကအဟိလိုက်ပါတယ် မင်းရဲ့ဝိညာဉ်ဟာအာမနေဦးပဲချင်းလင်းရဲ့အတန်ကဝလင်းရဲ့ကိုဝါးနေထွက်ပေါ်လာပါတယ်ဝလင်းကသူ့ရဲ့ခန္ဓာကိုယ်မထိန်ချုံနိုင်တော့ဘူးဆိုတာရှင်းလင်းလင်းခံစားရပါတယ်သူ့ဘဝမှာဒီလိုအဖြစ်မျိုးကတခါပဲကြုံမှုပါတယ်ထိုရာတော့ရှေးအောင်နှဆိုးကသူ့ရဲ့ခန္ဓာကိုယ်တိုက်ပွဲဝင်ဖို့အတွက်အသုံးပြုခဲ့တဲ့အချိန်မှာဒဝရင်ထိုခန်းစားချက်ကအရင်အထက်အစာပေါင်းများစွာပြင်းထန်ပါတယ်ဒဝရင်ယခုခန်းစားချက်ကအရင်အထက်အစာပေါင်းများစွာပိုပြီးတော့ပြင်းထန်ပါတယ်နှိုင်းရှင်လုံးတော့မရပါဘူးသူ့ရဲ့ခန္ဓာအတွင်းပိုင်းကနေစုပြဲနေတဲ့ခန်းစားချက်ကြောင့်ဝလင်းကအစမပြတ်တုန်ထုတ်ခံရသလိုခန်းစားရပါတယ် မင်းရချင်းချက်မှုအဆင့်ကိုလိုအပ်နေတာချင်းလင်းရဲ့အတန်အားတစ်ခါထပ်ပြီးတော့ပြင်တင်ထလာပါတယ်ဝန်လင်းရဲ့ညာဘက်လက်ကဝန်ဝေကိုညှို့လိုက်ပါတယ်ဝန်ဝေဆရာမင်းရဲ့ချင်းချက်မှုကိုလိုအပ်တယ်ဝန်ဝေကခေါင်းညှိလိုက်ပါတယ်သူကတုံးဆုံးမနေပဲအလင်းတန်းတစ်ခုဖြစ်ပြောင်းလဲပြီးဝန်လင်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားပါတယ်နာကျင်မှုကပုံမှုများပြလာပြီးဝန်လင်းကထမှန်အော်ဟစ်လိုက်ပါတယ်ဟူကျွမ်ချင်းရွှန်မင်းဝန်လင်းရဲ့ခန္ဓာကိုယ်ကတုံရင်သွားပြီမယ်ညာဘက်လက်ကတော့အလုံးဝတင်ငိမ့်စွာနဲ့နောက်ဆုံးမှကြောက်ရီစီကိုညှို့လိုက်ပါတယ်မင်းတို့အားလုံးကပေါင်းစည်းလိုက် ချင်းလင်းရဲ့အတန်ပစ်တင်ထက်လာတဲ့အခါဟူကျွမ်းချင်းရွှန်းကြောက်ရီတို့ကတုံးဆုံးမနေပဲအလင်းတန်းနေဖြစ်ပြောင်းလဲကဝလင်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပါလေထိုအချိန်မှာပဲပြင်းထန်တဲ့နာကျင်မှုကြောင့်ဝလင်းကကြောက်လန့်နေကြနဲ့အဟိတ်လိုက်မိပါလေသူ့ရဲ့အော်တန်ကမြေကြီးုံတော်တုံ့ဟိစေပါလေငါမင်းရဲ့ခန္ဓာကိုယ်မသိမ့်ပိုက်ဘူးငါမင်းကိုခွန်အားကိုပေးမယ်ငါရဲ့တရားဥပဒေသားအဖို့နားလည်မှုတွေကိုပေးမယ်ငါရဲ့ကောင်းကင်ဤပညာအားလုံးကိုပေးပြီးတတရအဆင့်နိဗ္ဗာန်လီဟာနဲ့အဆင့်တိုက်ပွဲတစ်ခုကိုမင်းကိုယ်တိုင်ခံစားစေရမယ် ဒီဖိုးကြီးကိုကယ်တင်ဖို့အတွက်မင်းကဒီကိုလာခဲ့တဲ့အတွက်ဒါကမင်းကိုငါပြီးတဲ့ကံကောင်းခြင်းပဲကျွန်တော်ကတော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်းတရှိပါတယ်